မိုက်ဆွေတို့ရဲ့ကြက်တွေကိုမွေးမြူရတာယောဂဗျာနဲ့ကြုံတွေ့နေရလို့ပင်မနေကြပြီလားခင်ဗျာကြက်မွေးမြူရတာယောဂဗျာနဲ့ကြုံတွေ့နေရသူများအတွက်ကျွန်တော်ကောင်းမွန်တဲ့ကာကွယ်ဆေးတစ်မျိုးကိုညွှန်ရှင်ပါတယ်ကျွန်တော်ညွှန်ရှင်တဲ့ကာကွယ်ဆေးကတော့ Newcastle နဲ့လေပွားရောင်ကာကွယ်ဆေးပါပဲဒီကာကွယ်ဆေးနဲ့ကြက်တွေရဲ့ကိုခံအားကိုမြင့်တင်ထားကြပါဒီကာကွယ်ဆေးကိုတိုးပေးခြင်းအပြင်ကြက်သားပါးလေးတွေကိုတာမန်စေမယ်မွေးမြူရတာလွယ်ကူစေမယ် မြန်မြန်ကြီးထွားစေမယ်ပြီးတော့ဖျားနာရှင်းမရှိအောင်ကူညီပေးပါလိမ့်မယ်အသွုံပြုပုံကတော့ဒီဆေးရည်ကိုရိုးစားပြီးအသွုံပြုရပါမယ်ဒီပလန်တစ်ခုကိုရိုးစားလိုက်ရပါမယ်ကောင်းစွာရိုးစားပြီးတော့ရင်ဆေးပလန်ကိုလောက်ခပေးရပါမယ်ဆက်ပြီးတဲ့အခါအပအတိုင်းအသုံးပြုနိုင်ပါတယ်အသက်9ရဲ့သောမဆက်ပြီးကျဲသောပါလေးများကိုဆက်တင်ပေးနိုင်ပါတယ်ကာကွယ်ဆေးမထိုးဘူးသောကျဲကြီးများကိုလည်းတိုးပေးနိုင်ပါတယ်ကာကွယ်ဆေးပင်ကြီးကမျက်လုံးသို့မဟုတ်နှာခေါင်းကိုတကောင်းလျင်20စီတိုးပေးပါ ဒီကာကွယ်ဆေးဟာနျူကာဆင်ယောဂနဲ့ကုစက်တက်တို့လေပွားယုံယောဂနှမျိုးလုံးကိုကာကွယ်ဖို့ရည်ရွယ်ပြီးစက်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်ဒီယောဂာနှမျိုးစလုံးဟာကျက်တွေရဲ့အသက်ရှူလမ်းကြောင်းနဲ့အာယုံကျိုးစနိုက်ကိုအဓိကထိခိုက်စေတဲ့အတွက်ဒီကွယ်ဆင်းတဲ့ကျက်တွေရဲ့ကိုခံစွမ်းအားကိုမြင့်တင်ပြီးယောဂကြာရောက်မှုကိုကြိုတင်ကာကွယ်ထားပါ